ဒီနေ့မှာတော့ဆ iam မလေးကသွေးတိုးနဲ့ပတ်သက်ပြီးတော့ဘုံကိတာလေးတွေကိုနိုင်ငံနှောက်ပြသမှာဖြစ်ပါတယ်။ဆ iam မလေးရဲ့ခုဗီဒီယိုကိုကြည့်နေတဲ့သူဒီမှာကောသွေးတိုးရှိနေပြီလား။ဝမ်းဝမ်းကိုယ်တိုင်သွေးတိုးခံစားနေရသူလား။ဘာမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့မိဆွေတွေပေါင်းစင်းနေမိဘမျိုးကရောသွေးတိုးရှိနေပြီလား။အဲ့ဒါဒီအချက်တွေနဲ့ကပ်နေတယ်ဆိုလို့ရှိရင်တော့ဆ iam မလေးရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်သွားပေးဖို့မိနေနော်။ပထမဦးစွာသွေးတိုးသွေးတိုးတယ်ဆိုတာဘာလဲဆိုတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင်ဒီပမာဏကမြင့်မားလာပြီးတော့ဖေးကြောနေရံတွေကိုစန့်ကျင်တွန်းကန်တဲ့အခါဖြစ်ပေါ်လာတဲ့အခြေအနေကိုသွေးတိုးလို့ခေါ်တယ်။သွေးတိုးရှိတဲ့သူတွေရဲ့တောင်းအပေါ်တပွားဆိုလို့ရှိရင်ခုကိုသွေးတိုးရှိလို့ရှိမှန်းမသိကြဘူး။အဲ့မှာဆိုလို့ရှိရင်ဟိုတခုကခန္ဓာကိုယ်ရဆိုလို့ရှိရင်ပုံမှန်တိုင်းရှိနေတယ်။အဲ့လိုကမဟုတ်ဘူးတခုခုချုပ်ဝင်လာပြီဆိုလို့ရှိရင်တော့အနည်းငယ်များတော့ဟို လက္ခဏာလေးကဖော်ပြတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကိုကခေါင်းနဲ့ခန္ဓာကိုက်တယ်ဇက်ကြောတွေတက်တယ်မူးတယ်ဟိုအမြင်အယုံတွေကဝေဝါးလာမယ်ချစ်ချင်းလေးနဲ့မမြင်ရဘူးအဲ့ဒီခါမှာဆိုလို့ရှိရင်ပြေုံစေကန်းတွေကိုတပြားကြတယ်ပြားကြတဲ့အခါမှသာလည်းရင်ကို့မှာသွေးတိုးရှိနေမှအိတ်ခတ်တမ်းလာပြီးကြတယ်နော်ပုံမှန်ဖြစ်တော့တော်တော်လာမသိကြဘူးအဲ့ဒီအတွက်ကြောင့်မို့လို့သွေးတိုးရှိတဲ့သူတွေကဆိုလို့ရှိရင် ဝေဒနာကြီးကြီးလည်းဖြစ်ပါစေနိုင်တယ်။ဥပမာဆိုလို့ရှိရင်သွေးတိုးကြလေဖြက်လင်ကန်းကိုအဓိကဖြစ်ပါစေနိုင်တယ်။ဥပမာဆိုလို့ရှိရင်ကိုကသွေးတိုးရှိလို့ရှိနေမှမသိဘူး။အာအရက်တွေဆက်လက်တွေမူရစ်ဆေးတွေကိုလွန်ကျွန်တောင်းဆွဲနေတယ်။အာနေထိုင်လေးတွေမစင်ကျင်မိဘူး။အဲ့မှဆိုလို့ရှိရင်လေယောဂကြီးကြီးဖြစ်တဲ့အတက်အော တက်တာရှင်တာပါခန္ဓာကိုယ်သေတဲ့အထိသေးတာစုပါစင်တာနဲ့ဒီပြက်လင်ငန်းကိုပါစင်နိုင်တယ်မပြအချက်နေနဲ့กว่าဆိုလို့ရှိရင်မနှလုံးကြီးတာနှလုံးသွေးကြောကျဉ်းတာသွေးကြောပိတ်တာစတဲ့ဝေဒနာကြီးစုပါစင်နိုင်တယ်အဲ့ခါမှာဆိုလို့ရှိရင်ကိုကသွေးတိုးရှိမှမသိတတ်တဲ့ပေါ့ဆာမီယာကနေဝေဒနာကြီးတိစပါစီနိုင်တာမို့လို့သွေးတိုးရှိတဲ့သူတွေကဆိုလို့ချင်းလင်းဆိုင်ပြီးတော့ဆင်းချင်ချင်းနေတဲ့ဒါအပြင်ကို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 မိဘမျိုးတွေမှာမျိုးလိုက်တဲ့ဝေဒနာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ။ဝိဝမျိုးထဲမှာတိုးတိုးရှိလို့ရှိရင်ကိုယ်စီမှာတိုးတိုးရှိရှိကိုစမ်းစစ်ပါ။စမ်းစစ်ပြီးတော့တိုးတိုးရှိတယ်ဆိုလို့ရှိရင်လည်းတောက်တော်မယ်စေလေးတွေကိုနေ့စဉ်တောက်တော်မှာနေထိုင်လေးတွေဆင်ကျင်မှာဝေဒနာကြီးထိဖြစ်ပါစေနိုင်တာမို့လို့ပေါ်စာတင်ကြောင်းဆ ्याम မလီကရှယ်ရီပေးခြင်းဖြစ်ပါတယ်။တို့ရှိမယ်ထင်လို့ရှိရင်တော့ live and share လေးပြုလုပ်သွားဖို့လည်းမိတ်နေအောင်နော်။